တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းကာလမှာရပိုင်권နေ့လက်ဝယ်ပြန်ရမယ်အခက်အခဲတွေအားလုံးပြေလျောင်ဖြေရှင်းနိုင်မယ်စီးပွားကံလုပ်ငန်းကံငွေကြေးကံတိုးတက်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကံခြင်းတို့ရဲ့ကောင်းသောအကျိုးရရှိမယ်သူတမန်းနဲ့မတူတဲ့ရှုထောင့်နေရာနေတွဲခေါ်မျောမြင်ပြီးလောက်တာနေတဲ့အစဉ်ပြည့်နေရာကိုယ့်အတွက်ကောင်းတဲ့ရက်ဖြစ်တယ် ပေါ်ပေါက်လာတဲ့စိတ်ကူးတို့ကိုလက်တွေ့ကောင်းထဲပေါ်နေတယ်23ရက်နေ့ရီမကျအောင်မြင်ခြင်းဘဝတိုးတက်ခြင်းဝေကျေကံကောင်းခြင်းကိုကြောင်းမယ်24ရက်နေ့မှာရှင်ပြန်မှုအောင်မြင်မယ်အမျိုးသမီးမိတ်ဆွေချီကဲဒုထံကခုန်ညီရမယ်25ရက်နေ့မှာကတိပြည့်တဲ့သူတွေနဲ့တွေ့တတ်တဲ့ရန်တိုက်ခန့်တွေနဲ့ထိတ်တိုက်ရဆက်ရတဲ့26ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်စီးပွားရေးကိစ္စလုပ်ငန်းကိစ္စအဆင်ပြေမယ်28ရက်နေ့မှာမထင်မှတ်ပဲပြောင်းလဲမှုနဲ့ လမ်းကြောင်းတစ်တင်ပေါ်ထုတ်ပြီးလွတ်လိုက်တာကျိုးပေးလိမ့်မယ်28ရက်နေ့မှာငွေကြေးကံကောင်းမဲ့လက်ဖွဲ့မဲ့ရပိုင်ခွင့်တွေပြန်ရ29ရက်နေ့ကတူတူခြားခြားပြောင်းလဲတဲ့တိုးတက်မှုရှိနေမှာခေါင်းစည်းကောင်းဆိုပြီးရင်ကျက်ပြေမင်္ဂလာရှိခြင်းတိုးတက်ခြင်းကိုကြောင်းမယ်30ရက်နေ့ကတော့ရန်တိုက်ခံနေတဲ့ရှင်ပြီးမှအောင်မြင်မယ်31ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရမှုနဲ့ကောင်းသောအကျိုးဆက်တိုးတက်မှုတွေကိုရရှိခြင်းနဲ့တိုးတက်ခြင်းတွေကိုရမယ်တဘာဝအနေထားကိုတွေ့ရပါတယ်ဒီကံလာတော်တွဲမှာ တင်းငွေတွေနဲ့တောက်ကြနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တင်းလာနေကြာသာပရိနေ့မွေးသူတွေဒုက္ခပေးတဲ့အတွက်နေ့ငါခွန်ကနန်းနေကျိုးပေးပါတယ်အဖြူစိမ့်မိကိုရောင်တို့ကိုဝိစေသောဆွဲပြီးလိုရှိရာကိစ္စတွေဆောင်ရွက်ပါအပန်းဖြူဖျားတည်ပြီးတော့တို့ရဆန္ဒပြုပါဆန္ဒပြေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလဟာ ရန်တိုက်ခံများနဲ့ထိတိုက်တွေ့မယ်။မူလစီစဉ်တာတစ်မျိုးလက်တွေ့တစ်မျိုးဖြစ်မယ်။ဘာမှကြိုတင်ပြင်ဆင်ထားလို့မရ။နောက်ကိုကလုံချင်တဲ့ကိစ္စတွေမှာနှောင့်နှေးတတ်တယ်။ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးအောင်မြင်လို့ရင်တော့ထူးထူးခြားခြားကောင်းတဲ့ကံတွေရှိမယ်။စက်ပစ္စည်းလျှက်စစ်ပစ္စည်းရဲ့ပစ္စည်းများမယ်။သိမ်းဆဲထားတဲ့ငွေတွေထုတ်သုံးရတတ်တယ်။ရတန်ထားတဲ့လူတွေကိုတော့ပြန်လည်စတင်နိုင်နိုင်မယ်။ပြဿနာဟောင်းတွေလည်းပြန်ဖြေရှင်းနိုင်နိုင်မယ်။လုပ်ငန်းစစ်တွေကိုလည်းပြန်လည်ဆောင်ရွက်နိုင်ခြင်းနဲ့အကျိုးပေးခြင်းတွေရှိလာ။စက်နေရနေ့ကတော့ရန်တိုက်ခံနေတဲ့ ထိတိုက်တွေ့ရသေးမယ်23ရက်နေ့မှာအလုံးစုံကောင်းခြင်းကံနဲ့တိုးတက်ခြင်းကံနေရှိမယ်ညီမချက်တဲ့အောင်မြင်မယ်24ရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်မယ်ခက်ခဲကြထိုးပေါက်ပြီးတိုးတက်မယ်25ရက်နေ့မှာငွေကြေးကလုပ်ငန်းကစီးပွားကအထူးကောင်းလိမ့်မယ်26ရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်29ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်28ရက်နေ့မှာအမျိုးသမီးမိတ်ဆွေကြီးခဲ့တူခံထားကနေကုညီရမယ်စမ်းပွင့်မယ် 29ရက်နေ့မှာခီးကံကောင်းမယ်ပြောင်းလဲကံကောင်းမယ်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နေတယ်30ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကြုံမယ်31ရက်နေ့မှာအတိုက်ခံနေကြတဲ့ကဖြတ်သန်းပြီးလိုရာကိစ္စတွေဆောင်ရွက်ချိုးပေးနေမယ်ကြာသာပတိနေ့သောက်ကြနေစနေနေ့မွေးသူတွေကောင်းချိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်တင့်ငါကိုကနန်းတွေချိုးပေးတယ်အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုဝတ်ဆင်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါမေလ29ရက်နေ့မှာခေါင်းစည်းခေါင်းဆောင်ပြုတ်လိုက်ပါ ထူးခြားသောကောင်းခြင်းကံတွေရရှိပါသိမ့်မယ်ကျေးဇူးတင်ပါတယ်